အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ကောင်းမွန်သောမနက်ခင်းလေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမုံကောင်းတောင်းပေးလိုက်ရပါတယ်ဒါလက်ရှိမှာဒါကျွန်တော် Manchester City အသင်းနေနဲ့ AFC ဘုံမောက်အသင်းတို့ဒါကျွန်တော်တို့ဒါမနေ့ညကတွေ့ဆုံခဲ့တယ်ပေါ့နော်အဲ့ဒီပွဲစဉ်ကဒါကျွန်တော်အပြေအဝကြည့်တယ်ဒါခင်ဗျားတို့အပွဲလေးစဉ်ဆုံးဝင်ခံရမယ်ဆိုတော့ကျွန်တော်68မိနစ်အရောက်မှာကျွန်တော်လုံးဝအိပ်ပျော်သွားခဲ့တယ်ကျွန်တော်နေတာမနေ့ကတနေ့လုံးဒါကျွန်တော်တို့ လေရင်နဲ့တူတာကျွန်တော်နေချင်းပြန်ခရီးတွေသွားထားတဲ့အတွက်အလုပ်ကိစ္စနဲ့ကြောင့်သွားထားတဲ့အတွက်ကြောင့်ကျွန်တော်လုံးဝပင်ပန်းပြီးတော့မိနစ်69မိနစ်မှာအိပ်ပျော်သွား69မိနစ်နောက်ပိုင်းမှာဘာဖြစ်လဲတော့ကျွန်တော်အနေနဲ့မသိဘူးပေါ့နော်ဖြစ်တယ်လားဖြစ်တာရှင်းတော့ကျွန်တော်ခွင့်လွှတ်ဆရာသမားတို့ရင်ကျွန်တော်လည်း69မိနစ်ထိပဲကြီးဖြစ်လိုက်တယ်အဲ့တော့69မိနစ်နောက်ပိုင်းမှာဖြစ်တာကျွန်တော်မသိလိုက်ဘူးဒါပေမဲ့တောင်အောင်လာကျွန်တော်ကြီးရောက်စားကျွန်တော်ဂိုးတွေအကုန်လုံးတော့ကျွန်တော်ကြီးခွင့်ရခဲ့တယ်ပေါ့နော်ကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော် Allen Haaland ကိုစိတ်ဆိုးတယ်ကျွန်တော်လက်ရှိ FBA မှာ fantasy fantasy မှာဒါကျွန်တော်တို့ Allen Haaland ကိုကျွန်တော် captain ထားလာခဲ့တယ် မေဘေးကြီးကဟက်ထရစ်သွင်းလို့ရတဲ့ဒါနဲ့ဘာဒီလုံမမသိကိုသမောက်ကိုကြော်လို့ကြော်ခွာလို့ခွာကျွန်တော်ကဒေါသကြီးထွက်လာသိတာမနေ့ HM2 နဲ့ဒီကောင်ကဒေါသကြီးထွက်လာနေ တော့ Allen Haaland ဒါကျွန်တော်ထုံးစံအတိုင်းပုံစံမျိုးလေးဒီနေ့ပုံစံမှာတွေ့ခဲ့ရတယ်ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ကွင်းလယ်ပိုင်းကိုတော့ဒါကျွန်တော် Guardiola နဲ့ဒီနေ့ပုံစံမှာပြောင်းလဲမှုတွေပြုလုပ်လာခဲ့တယ်ပြောင်းလဲမှုပြုလုပ်လာခဲ့တဲ့အနေထားကဘာလဲဆိုတော့ဒါကျွန်တော်သူ့ရဲ့ရှိပြီးသားကွင်းလယ်ကစားသမား Riders ကကြံ့ခိုင်မှုမပြေဝသေးတဲ့အတွက်ကြောင့်မလို့ဒီနေ့ပုံစံမှာတော့ပွဲမထုတ်လာဘူးဆိုပြီးဒါနီးပြဝင်ဟောနီးပြတရားဝင်ပြောလာခဲ့တယ်ဒါပေမဲ့ Riders ကဒုတိယပိုင်းမှာပြန်ပါလာခဲ့တယ်ဘာလို့ ဒီနေ့ပွဲတမှာတော့ကျွန်တော်တို့ Ryan Shaki ကိုစတင်ပြီးပြန်လည်တွေ့လာခဲ့ပြီ Ryan Shaki ရဲ့ပေးပို့မှုတွေကဒါလက်ရှိမှာဘလောက်ဒီအသက်ဝင်လဲဆိုတော်လေးကိုတွေ့ရတယ်။ဒီနေ့ပွဲစဉ်မှာ Foden နဲ့ Shaki အတွဲကတကယ်ကိုကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်တွေအတွဲတကယ်ဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်။ခင်ဗျားတို့တော့မသိဘူးပေါ့နော်လက်ရှိမှာကျွန်တော်လေး Foden ကို media တွေရဲ့ media တွေရဲ့စက်ကွင်းကြီးကလွတ်နေတာကျွန်တော်သိပြီသဘောကျတယ်။ Foden ကိုတိုင်ကလည်းလက်ရှိမှာဒါသူကိုတိုင်သူလှုပ်ချင်တာလေးလှုပ်ပြီးဒီနေ့ပွဲစဉ်မှာဗျာ Foden ကိုကျွန်တော်တော်လေးကိုသဘောကျပြီးတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်ပြောလာခဲ့တယ်ခင်ဗျားတို့ကျွန်တော်ပြောတယ်မလားခင်ဗျားတို့ကျွန်တော်ပြောပြောလာခဲ့တာဗာလဲဆိုတော့ နီကိုတက်လာပြီနီကိုဂွန်ဇာလက်စ်တက်လာပြီနီကိုဂွန်ဇာလက်စ်နေဒီနေ့ပေါ်စမှာတော်တော်လေးကို walk rate အရန်ကောင်းတယ်လို့မြင်တယ်တစ်ဖက်ရဲ့ queen လက်ဒါကျွန်တော်တို့အဖွဲ့ travania ကျွန်တော် ls score ဒါကျွန်တော် tyler adams 3ယောက်ရဲ့ queen လက်ကိုနီကိုဂွန်ဇာလက်စ်ထိန်းတော်တော်လေးကိုမိုက်တယ်ဒီနေ့ပေါ်စမှာကျွန်တော်အားမရတော့ captain ဖြစ်တဲ့ banao save တော့သိပြီအားမရအောင်ထပ်ပါအသက်ရွယ်နဲ့သူလဲသူလဲသူဟာသူယုံကြည်ရဆိုသိပြီပြောစရာတော့မရှိဘူးဒီနေ့ပေါ်စမှာဒါဒါနီးပြနေတဲ့ ryan sherky ကိုဒါကျွန်တော် right win sensation ဒါကျွန်တော်တို့အတွင်းထဲကိုဝင်တဲ့ကျွန်တော် inverted ပုံစံမျိုးတုံးလာခဲ့တယ်တော့တွေ့ရမယ်ဖိုဒန်နဲ့ ryan sherky နှစ်ယောက်ကဒါ အတီပိုဇင်ရှုံမုံစံမျိုးဖုံပဲနဲ့ဖိုဒန်က Ryan Shaki နေရာကိုယူသိမ့်ယူတယ်။ Ryan Shaki ကဖိုဒန်နေရာကိုယူသိမ့်ယူတယ်။ဒါပေမဲ့ခုနကပြောဆိုဒီနေ့ပွဲစဉ်က Ryan Shaki ရဲ့ flare တော်တော်များတွေ့လာခဲ့ရတဲ့ပွဲစဉ်လို့ပြောမယ်ဆိုတော့မမှောင်။သူ့ရဲ့ဒါကျွန်တော်ခေါင်းတိုက်ချပြီးပြဖို့မှုတွေတော်တော်လေးဟိုဒါခေါင်းတိုက်ချအမှန်တမ်းပြောခမောက်ကျွန်တော်ဒါခမောက်ကျွန်တော် racist လို့ပြောတဲ့ခါကျွန်တော်ရုပ်တရက်ကြည့်မယ်ဆိုအပေါ်ကကြည့်မယ်ဆိုလေ H ဘူးလူကြည့်မယ်ဆို Ryan Shaki နဲ့ Faith Foden တော်တော်လေးကိုတူတဲ့ကောင်။အဲ့ကျွန်တော်ဒါ Haaland ဒုတိယကိုထင်တယ်ဒါ Haaland ထွက်သွားတဲ့လုံးမှာခေါင်းတိုက်ချပြီးတာ Foden လား Ryan Shaki လားကျွန်တော်အခုချိန်မှာတော်တော်ကြီးဖုံးတွေ့ရကောင်။အဲ့လင် Haaland ခေါင်းကြီးတိုက်ပြီးတာ။ ယုတ်တိအကြည့်မယ်ဆိုတော့ Allen Haaland ကဒါကျွန်တော်လူကောင်ကြီးကြည့်ပြီးဒါအဲ့လောက်ကြီးမတင်ရမယ်တစ်ဖက်နောက်တန်းတွေအငင်းနဲ့အဲ့လိုချန်ချန်သွားနိုင်ခဲ့တာပထမဆုံးကြည့်မို့လက်ရှိဒီနောက်ပိုင်းပွဲစဉ်တွေမှာ Allen Haaland ဘယ်လိုမလုပ်ပြရတာတော်တော်လေးမိုက်အဲ့တော့ကျွန်တော်ဒါပွဲချုပ်သုံးချက်ချက်မှာပြောခဲ့လို့ပဲဒါဟာ Pep line နဲ့ဆီအသက်ပဲဒါမမေးရလီဗာပူးအသင်းဒါကျွန်တော်တို့တစ်ချိန်တစ်ခါကဒီလိုပုံစံမျိုးတွေမှာဒါကျွန်တော်ကောင်တာ transition မှာအရန်ကောင်းခဲ့တယ်အခုလက်ရှိမှာ CDC မှာဒါမျိုးတွေတွေ့လာဒါ Pep line နဲ့ဆီဒါအသက်ပဲဒါမှမဟုတ်ဘူးပဲပြန်ပြီးကောင်တာလောက်သွားတာဘတ်ဒီကိုဂွန်ဇာလက်ပြီးသွားတယ်အဲ့တော့ဒီကိုဂွန်ဇာလက်ပြီးသွားနီကိုဂွန်ဇာလက်ကနေကျွန်တော်ဒါ ကိုကဗာလဲ chip လေးပေးလိုက်တဲ့အချိန်မှာဒါကျွန်တော် Foden လားကျွန်တော် Ryan Shakila ကျွန်တော်မှတ်မိဘူး Ryan အဲခေါင်းတိုက်ပြန်ချပြီးတဲ့ပုံ Ellen Haaland ခေါင်းတိုက်ပြီးဆွဲပြီးတော့ပြေးသွားတာခမရအဲ့ဒီလို twin goal တွေလက်ရှိမှာဒါ CDC ကတော်တော်လေးကိုများလာခဲ့တာတွေ့ရမယ်တော်တော်လေးကိုမိုက်လာခဲ့ဘာလို့လဲဗျအရင်တော့ဒါကျွန်တော် CDC counter transition လောက်တာမယ်ဒါပေမဲ့အရင်တော့ဒါကျွန်တော် lose out တယ်ဘာမို့အခုကပေါ့ Allen Haaland speed agility ကိုဒါကျွန်တော်တည့်ပြီးပြန်ပြီးဆော့တော့တွေ့ရမယ်အဲ့ဒါကလက်ရှိမှာနေနေပွဲစဉ်အနိုင်မယ် ဒီနေ့ပေါ်စံမှာကောင်းပါတယ်ဆိုတဲ့ကျွန်တော်ဘုံမောက်တင်းကိုဒါကျွန်တော်တို့လက်ရှိမှာချိုးပြခဲ့တာကိုတွေ့ရမယ်ဒီနေ့ပေါ်စံမှာဒါစောစောစစ်စစ်မှာပဲကလူဘီဂိုးသွားကြီးဂိုးရသွားခဲ့မှာအဲ့ဒီလုံကလူဂျုံနေခဲ့တာကိုတွေ့ရမယ်ဒီနေ့ပေါ်စံမှာဒေါ်နာရမဒါပရီးမီးယားလိရဲ့စောက်ကြီးရုံမှုတွေကိုအတိုင်းသာစပြီးတော့တွေ့ခဲ့ရတယ်မှာပါတယ်ဒေါ်နာရမနေ့လက်ရှိမှာပရီးမီးယားလိအသင်းတွေဆက်ပီးဆိုတာဘလောက်ထိစောက်ကြီးမကောင်းဘူးလဲဆိုတာအကုန်လုံးအတိုင်းသာလို့တွေ့လာခဲ့တယ်ဒေါ်နာရမနေ့ဒါကျွန်တော်ကွင်းတဲ့အတိုင်းကိုဆဲဆူပြီးသူ့နေတူတော်လေးကိုဒေါသဖွဲ့ခဲ့အဲ့တော့ ပြောချင်တာအဲ့ဒါပဲပရီးမီးယားလိရဲ့ဆက်ပီးစီကပရီးမီးယားလိမှာပဲရှင်တန်လေးရသူများလိတွေမှာဘာလို့အဲ့လိုမလုပ်ကြလဲဆိုတာအဖြေကတွေ့ရတဲ့အတိုင်းပဲလက်ရှိမှာဒေါ်နာရမလိုတာကျတော့ကစားသမားကိုယ်တိုင်ကဒီလိုလုံးလုံးမရဘူးဆိုတာကိုနီးပြစီကို သွားပြတယ်သွားပြောတယ်အထီကိုအဲ့လိုတို့ဒီပြမို့တာကိုယ်လက်တိုင်ကိုသွားပြောတယ်အထီကိုဒါဖြစ်သွားတာကိုတွေ့ရမယ်တဲ့မှာပါရမလို့ပြောချင်တာအဖြေကရှယ်ရှယ်လေးဒါကျတော့လက်ရှိပရီးမီးယားလိရဲ့ဆက်ပီးစီကတော်တော်လေးဒယ်ရီဖြစ်တယ်ဒါကိုသမောက်အသေးကတ်တယ်ပြန်ကြည့်မယ်ဒီနေ့ပေါ်မှာဒေါ်နာရမကိုကတ်ထားနှစ်ကောင်ရှိတယ် ဒါယုတ်ရက်ကြည့်တယ်ဆိုတော့ forward move မှာဒါကျွန်တော် Donald Roma လို့ကောင်မျိုးတော်မှာဒါလက်ရှိမှာ Donald Roma လို့ high လို့မျိုးတော်မှာဒီလိုအလုံးမျိုးမကင်တာမန်ကိုသမားဆိုမလွင်နေထားပြီးသွားတယ်အဲ့တော့လက်ရှိမှာ Premier League မှာဒါကျွန်တော်ဒီနှစ်မှာ16ရာခိုင်နှုန်းရ twin goal တွေက set piece ဘာလို့ဖြစ်လဲဆိုတော့ဒီလိုမျိုးပုံစံမျိုးတွေမှာအပြည့်အဝတွေ့ရမယ်တဲ့မှာပါအဲ့တော့ဒီနှစ်ပွဲစဉ်မှာဒါကျွန်တော် City အသင်းရဲ့ cancel ပိုင်း fullback နှစ်ယောက်ကိုလည်းချီးကျူးတယ်ဒါ Matthew Nunez နဲ့ဒီနှစ်ပွဲစဉ်မှာဒါတဖြည်းဖြည်းနဲ့ဒါကျွန်တော် तू လုံးရမယ့် position အောက်လက်ကိုသူကောင်းကောင်းကြီးနားလည်လာပြီ Nunez နဲ့ဒါကျွန်တော်မနစ်ကဒီနေရာမှာတော်တော်လေးကို struggle ဖြစ်ခဲ့မြဲဒီနှစ်မှာတော်တော်လေးကိုအခြေအနေကောင်းလာခဲ့တော့ကျွန်တော်အနေနဲ့ပုံကိုကြီးရတွေ့မယ် ဒါပေမဲ့ကျွန်တော်ဒီနေ့မှာကျွန်တော်ကြိုက်ဆုံးကကိုကြိုက်တဲ့ကစားသမားဖြစ်တဲ့ OID ကိုသွင်းတော့ကျွန်တော်အပျော်ဆုံးပဲ OID ဒါပရီးမီးယားလိရဲ့၃ဂိုးမြောက်လို့လည်းသိရတယ်ဒီမှာပါတယ်ပေါ့နော်ဒါ Nico OID ကိုသွင်းတဲ့အချိန်မှာဒါကျွန်တော်တို့လက်ရှိ Guardiola ကိုတန်းအဲ့လိုလုပ်ကြအရင်သဘောကြတာကျွန်တော်ဩတော့ကိုကြိုက်တဲ့ကစားသမားက Guardiola ကိုတန်းကသူကြိုက်လို့ဒါနေရာတင်ပေးတယ်အဲ့တော့ဒီနှစ်ကတော့ဒါ Nico OID ကဒါကျွန်တော် City Academy ကထွက်တဲ့နှစ်ပဲပေါ့နော်လုံးဝဒါကျွန်တော်တို့လက်ရှိမှာ Nico OID သူဘယ်လောက်လုံးတိုင်ကျွန်တော်ပြသတဲ့နှစ်တည်းနေအဲ့တော့ ကျွန်တော်အမြင်နဲ့ပေါ့နော်ကျွန်တော်မှာဒါအမြင်နဲ့ကျွန်တော်ပါကြည့်လဲဆိုကျွန်တော်ကျွန်တော်မှာစကောက်တင်ဆန့်ရှိတယ်လို့ပဲကျွန်တော်တိုက်တကယ်ကကျွန်တော်နားလေတာမဟုတ်ကျွန်တော်စကောက်တင်ဆန့်ရှိတော့မမေ့ရငယ်လေးကလေးကကျွန်တော်နဲ့ကျွန်တော်အကူဝန်းဝန်းနဲ့ဒါကျွန်တော်တို့ winning 11ဆိုတဲ့အချိန်မှာကျွန်တော်လူမရှိလို့ဆိုပြီးတော့ Harry Kane ကိုဒါကျွန်တော်တို့စပိုင်အရင်လူစင်းက၃ခေတ်က ဟာ okay အဲ့ကောနာမည်ကြီးမှာတကယ်လည်း Harry Kane ကတကယ်ပေါက်သွားခဲ့တယ်ဒါဒီနောက်ပိုင်းမှာကျွန်တော်ဒီလိုကစားသမားတွေပြောတယ်မှာကျွန်တော်တို့မမေရကျွန်တော်ပြောတယ်မှာ Gulasi ရှိမယ် Gulasi လည်းရှိမှာ Borussia Dortmund တိုက်စစ်မှုဒါသူ့ကိုစိတ်ညံ Union စိတ် Gulasi တဲ့ကျွန်တော်တွေ့ခဲ့တယ်အခုလက်ရှိမှာ O'Reilly O'Reilly ကိုကျွန်တော်တော်တော်လေးကိုခံစားမိတယ် I can feel the vibe ပေါ့နော် O'Reilly ကလက်ရှိမှာဒီ left back ပုံစံမျိုးဟုတ်မယ်နောက်ပိုင်းကျရင်ဒီထက်ပိုကောင်းတဲ့ကစားသမားတယောက်ဖြစ်လာအောင်ကျွန်တော်မြင်တယ် O'Reilly ရဲ့ခံစစ်ပိုင်းတွေမှာပဲတိုက်စစ်ပိုင်းမှာတော်တော်လေးကိုခေါ်တယ်သူတွင်းသွားတဲ့တွင်းကိုဆိုပြအမှဆိုပြ Erling Haaland ကိုသူပေးလိုက်လို့ရတယ်ဒါမှမဟုတ်ဘူးသူဘာလို့ရမလဲသူဆုံးဖြတ်ချက်တော်တော်လေးကိုပြတ်သားဒီကစားသမားကဒါတိုက်စစ်မှာလဲ ထည့်သွင်းလို့ရတယ်ဆိုတဲ့ sense of ability ကို O'Reilly ဆီမှာဆက်ပြီးတွေးကြရတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါအမှန်တမ်းပြောရမယ်ဆိုဘုံမောက်အသေးနေနဲ့တကယ်နဲ့ပြန်ကြည့်မယ်ဆိုတော့တော်တော်လေးကဒါအားနေခဲ့တဲ့အနေထားမှာရှိတယ် City ကိုဘယ်အရာမှမရှင်းနိုင်ခဲ့ဘူး City သင်းနဲ့ဒီနေ့ပွဲစဉ်မှာ goal ပေါက်တာတဲ့ခဲ့မယ်ဆိုရင်တော့အနည်းဆုံး၄ခုနဲ့၅ခုဒါဇင်ဝက်လောက်ထိကိုသွင်းလို့ရတဲ့အနေထားမှာရှိတယ်အဲ့တဖြည်းဖြည်းနဲ့ကျွန်တော်အသေးနဲ့မှာ Edwin Gwin ချဖြစ်လာတာကတော့ Ryan Shaky ပဲ Ryan Shaky နဲ့သူ့နဲ့သူဟာဒါကျွန်တော် attacking out တဲ့သူရှာပြီးနိုင်တဲ့ space ကို4နဲ့သူတွဲပြီးသူဘာလို့ရမလဲသိရင်4နဲ့သူနဲ့ဒါကျွန်တော်အမှန်တမ်းပဲပွဲစားတဲ့အချိန်မှာကျွန်တော်စိတ်ပူတာက4နဲ့ ်သူနဲ့ဒါကျွန်တော်တို့ထပ်နေမှာစိတ်ပူတယ်လုံးဝတစ်ချက်မထပ်တော့မိနစ်90မှာ Foden နဲ့ Cherki ထပ်တာနှစ်ချိန်လားပဲမသိရှင် position ထပ်နေတာ အဲ့ဒီအချိန်ကလည်းကျွန်တော်လူအလုပ်ထက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ပြောချင်တာဖိုဒန်နဲ့ရှယ်အခုနောက်ပိုင်းမှာကျွန်တော်ဒါဖိုဒန်ကိုပို့ပြီးသဘောကျလာတာရိုင်းဒါစ်နဲ့လည်းဖြစ်တယ်ပြောချင်တာကသူဘဒူနဲ့တွဲကစားရမယ့်ပေါ်မူတည်ပြီးဖိုဒန်ဟာသူ့ရဲ့ playing style ကို changes လုပ်နိုင်တာသူ့အတွက်အင်မတန်မှအကောင်းဆုံးတဲ့အချက်လို့မြင်တယ်ဖိုဒန်ကဒီနှစ်မှာတကယ်ကိုဒါကျွန်တော်တို့ခါတိုင်းနေတဲ့မှာဒါကျွန်တော်လူတွေတော်များချီးကျူးခြင်းကဒါပေမဲ့ဒီနှစ်မှာ underrated တွေတွေမှာဆက်ပြီးပါနေစေဖြစ်တယ်ကျွန်တော်တို့ကြည့်တယ်အဲ့တိုင်းမှာထားဘယ်မီဒီယာမှာပေးပြီးတာ attention ပေးမလို့နဲ့ဒီတိုင်းမှာပေးထားတယ်ဖိုဒန်ကိုဒီတိုင်းမှာကျွန်တော်မြင်ချင်တယ်ဘာလို့အင်္ဂလန်ကစားသမားတွေဒါကျွန်တော် under the radar ရောက်သွားအင်္ဂလန်အဲ့ under the radar ရဲ့အင်္ဂလန်ကစားသမားတွေ တွေအကြိုက်ဆုံးပဲဒါတကယ်ပြောရဖရာစုအဲ့တော့အလွန်ကျွန်းဆွဟိုက်နေတဲ့ဒါခုလက်ရှိမှာအဲလီယာအန်နာဆန်တို့ဘာလို့ fuck off ခုနပြောလက်ရှိမှာဒါကျွန်တော် under the hype ဖြစ်နေတယ်ဒါကျွန်တော် foreign တို့ဘာလို့ကျွန်တော်တို့လက်ရှိမှာပူသွားကြ Ellen Haaland ကတော့ချီချူးစရာမလိုတော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်အဲဒီနေ့ပုံစံမှာဒါကျွန်တော် Rudy လက်ဒါကျွန်တော်တို့ဒါကျွန်တော်ကြည့်တဲ့အချိန်ထိတော့ပြန်အောင်ပြန်ပါလာပြီကျွန်တော်အဲကျွန်တော်ပြောရမှာ minute 90ကျွန်တော်အိပ်ပျော်သွားအဲ Rudy တို့ရောကျွန်တော်မတွေ့လာအဲ့တော့ မာမုတ်ဝင်လာတယ်မာမုတ်လက်တာကျွန်တော်ကျွန်တော်ပထမရိုင်းယူဟာ recent block ဖြစ်တယ်တဲ့အဘွားကြည့်ရင်လေဗာလဲရှာကီယိုမာမုတ်လို့မြင်လို့မြင်ကျွန်တော်တို့ရှာကီကိုဒါကျွန်တော်ဖူဒန်လို့မြင်လို့မြင်အေးသူတို့သူတို့တွေကိုဒီအေရှန်တွေတရုတ်တဲ့တင်တာလည်းမထင်နဲ့လေကိုရဲတကောင်တွေဖြူကောင်တွေကိုဒီရုပ်ပဲမြင်တာပေါ့နော်အဲ့တော့ဒါဘက်ကလည်းရှိမှဒါကျွန်တော်တို့ဘုံမောက်တင်နေတာကျွန်တော်ဒုတိယပိုင်းမှာလူစားလို့မှုလေကွမှုတွေဖြစ်ခဲ့ပေမဲ့ဒါ city ရဲ့ခန်းစစ်ပိုင်းအောင်မကျော်ဖြတ်နိုင်ခဲ့အဲ့တော့ city ရဲ့ခန်းစစ်ပိုင်းကလက်ရှိမှဒါကျွန်တော် set piece wing ကိုတကူပေးထားခဲ့ရလွဲမဆိုးလို့ပြောလေအဲ့တော့လက်ရှိမှ city တင်ကတော့ဒါ premier league မှာအဆင့်နေရောက်ခဲ့ပြီးတော့ arsenal နဲ့6မှတ်ပဲကွာ တော့နေထားတစ်ခုရောက်လာခဲ့ပြီ။အာစနယ်ကတော့ရှေ့ရနေပြီးတော့ဆွပြီးပြေးနေတဲ့သဘောမှာတော့ရှိတယ်ဗောနော။ဒါပေမဲ့ခုနကပြောသစီတီအသင်းကလက်ရှိမှာဒါကျွန်တော်တို့ကမ္ဘာ့ဗလာကန်တဲ့နှစ်တွေမှာဆိုရင်တော်တော်လေးကိုကောင်းနေတဲ့စောင့်ကျင်ရှိရကြောင်မလက်ရှိမှာ6မှတ်ဆိုတာစီတီအသင်းအတွက်ဒါတကယ်တမ်း light ချင်တိတ်တိတ်ချာချာ light လို့ရတဲ့အခြေအနေတစ်ခုလို့ပြောရင်းနဲ့ပဲစီတီအသင်းတွေကတကယ်လို့ဒါကျွန်တော်ဒီနေ့ပေါ်မှာကျွန်တော်တို့မှန်လိုက်ပြောအားရတယ်ဘုံမောက်လို့သိမျိုးဒါကျွန်တော်နင်းလားငါလားဟိဆိုတဲ့ပုံစံမျိုးမှာဒါကျွန်တော်လုတ်ပြနိုင်ခဲ့တာကတော့စီတီအသင်းအတွက်တော်တော်လေးကိုအားရစရာအကောင်းဆုံး movement လို့ပဲကျွန်တော်နေတဲ့ပုံကူကြီးကမြင်ပါတယ်။နောက်ပါပဲဘလို့ဘက်တွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ YouTube Media 3.0 ဲ့ DB4 တို့မှာဂျေလူစံပေါင်းကူညီလို့ရပါတယ်။မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြုံတော့ပါနဲ့။ကောင်းမွန်တော့နေနေဖြစ်ပါစုမောင်အောင်တောင်းပြီးနေပဲကျွန်တော်တို့ညောက်မှာပဲ AC တူကြရပါ့။အားလုံးမကြုံတော့ပါမြန်မာလက်ကလစ်ပြကြပါဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ဒီပါဗျအားလုံးမကြုံတော့ပါ